နောက်ဆုံးပေါ်လေရင်ပြည့်သုံးချီစနစ်မြောက်ကိုရီးယားစမ်းသပ်မြောက်ကိုရီးယားဟာသူ့ရဲ့နောက်ဆုံးပေါ်လေရင်ပြည့်သုံးချီစနစ်ကိုစမ်းသပ်ခဲ့ပြီးကင်ဂျုံအန်ကိုရိုင်းကြီးချက်ခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပါတယ်ဒီတုံးကြီးစနစ်ဟာအလွန်စိတ်ချယုံကြည်ရပြီးတိုက်ခိုက်ရေးတုံ့ပြန်မှုတွေမှာအားသာချက်ရှိတယ်လို့ KCMA သတင်းဌာနကဆိုပါတယ်။ထီထွင်ခဲ့တဲ့သုတေသနအဖွဲ့ကိုကြီးစုတင်ကြောင်းကင်ဂျုံအန်ကပြောပါတယ်။မြန်ကိုရီးယားရဲ့ တုံးပြန်စီမံကုတ်ကဲမှုအဖွဲ့ဟာထုံလုံးမှုတွေကိုစားသင့်နေတာဖြစ်ပြီးစနစ်ရဲ့စွမ်းဆောင်ရည်ကိုသိရှိဖို့ပြစ်ခတ်ဆန်းသက်ခဲ့တာလို့တာဝန်ရှိသူတွေကဆိုပါတယ်။စံတမ်းမှုကိုဘယ်နေရာမှာလုပ်တယ်ဆိုတာဖော်ပြမထားပေမဲ့ကင်ဂျုံအန်နဲ့အတူဘိုးစစ်ဆောင်ကော်မရှင်အဖွဲ့နဲ့တွားရောက်ဆစ်ဆေးခဲ့တယ်လို့ပြောပါတယ်။အမေရိကန်နဲ့တောင်ကိုရီးယားတို့ကြားလွတ်မြောက်မှုတိုင်းနှင်းစင်စီရေးလက်ကျင့်မှုဟာ မနေ့ကအဆုံးသတ်ခဲ့ပါတယ်။ ဒါဟာခုခံကကွဲမှုအတွက်ဆိုပေမဲ့မြန်ကိုရီးယားကတော့ဒီလုံရက်တွေရှောင်ရှားဖို့တိုက်တွန်းထားပါတယ်။ဒါဟာမြန်ကိုရီးယားကိုကျူးကျော်ဖို့ပြင်ဆင်နေတာလို့မြန်ကိုရီးယားကဆွဆွဲထားပြီးမစင်မချင်းလုံရက်ဖြစ်ကဆုံးရတဲ့အကျိုးဆက်တွေရင်ဆိုင်ရလိုက်မယ်လို့တတိပေးထားပါတယ်။လက်ရှိမှာတော့ရုရှားကို တပ်ဖွဲ့ဝင်တွေဇေလုံးမုံနဲ့လက်နက်တွေထောက်ပံ့မှုအပါအဝင်မြန်ကိုရီးယားနဲ့ရုရှားတို့အကြားစီးရီပူပေါင်းဆောင်ရွက်မှုတိုးမြင့်လာတဲ့အပေါ်နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်နေပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။